အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာအမဘာ define ရဲ့ channel project တွေနဲ့အတူ crypto project တွေကိုဘယ်လိုဆန်းစစ်ရမလဲဆိုတဲ့အဆင့်တွေကိုအသေးစိတ်ပြပြပြသွားမှာပါကျွန်တော်ကတော့အမဘာ define က junior ပါပရိုဂျက်အနေနဲ့ crypto project တွေကိုဘာကြောင့်ဆန်းစစ်ဖို့ အရေးကြီးတယ်လေခုပြောလောကမှာ project တွေထောင်ချီရှိပေမဲ့အားလုံးကရေရှည်အောင်မြင်နေတာမဟုတ်ပါဘူးတချို့ကလိမ့်ကြတာ trick လုပ်တာဖြစ်နိုင်ပြီးတချို့ကစပိုင်အရာ invest လုပ်ဖို့အားနေနေတာပါဒါကြောင့်ပတ်စံကိုရင်းနှီးမြှုပ်နှံမဲ့ project ကို view to site sensitive ဖို့လေ့လာဖို့လိုအပ်ပါတယ်ကျွန်တော်တို့အမှန် define နေတဲ့လဲ variable ဖြစ်တဲ့ project ဥပမာ iterian spot chain တွေကိုရွေးချယ်ဖို့ကြံပြုနေပါတယ်။ပြီးတော့ crypto bag တစ်ခုကိုစမ်းစစ်တဲ့အခါဘာသာကြည့်ရမှာက white paper ပါ။ white paper က project ရည်ရွယ်ချက်၊နည်းပညာ၊ဖြည့်ရှင်းပေးမဲ့ပြဿနာတွေနဲ့လမ်းပြမြင်ကို road map ကိုပြပြထားပါတယ်။ဥပမာ project ကဘယ်လိုပြဿနာကိုဖြည့်ရှင်းမလဲ blockchain ကိုဘယ်လိုတော့ပြုမလဲဆိုတာသိတာပါပဲ။နောက်တစ်ချက်က team မှာ project နောက်ကွယ်မှာဘယ်သူတွေရှိလဲသူတို့က blockchain နဲ့ crypto တွေမှာအတွေ့အကြုံရှိလားဒါတွေကိုတရားမှု linkin ဒါမှမဟုတ် twitter မှာသင်နဲ့ပတ်သက်တဲ့ profile တွေကိုစစ်ဆေးကြည့်ပါရှာဖွေတဲ့အခါ anonymous team ဆိုရင်တော့သိထားဖို့လိုပါတယ်ဒီပညာကိုလည်းစစ်ဆေးဖို့လိုပါတယ် project ကဘယ်လို blockchain ကိုအသုံးပြုထားလဲဥပမာ ် Italian Porsche ဒါမှမဟုတ်ဒီတဲ့ blockchain လားဒီပညာက capability security နဲ့ speed ပိုင်းမှာရှင်းပြနိုင်ရဲ့လားအဲ့ဒါလေး successful လို့ပါလေကျွန်တော်တို့ MMR design နေတဲ့ open source code key ရဲ့ project တွေဥပမာ Italian Porsche တွေကပို့ပြီးလူကြီးစစ်ချရတယ်လို့ကျွန်တော်ကြည့်ပါလေ GitHub မှာ code တွေကိုစစ်စစ်ကြည့်ပါလူတွေရဲ့ အပေးမှုကလည်းအရေးကြီးပါတယ် Twitter Telegram Discord လို့ platform တွေမှာ project တွေရဲ့ community ကဘယ်လောက်တက်ကြလဲဘယ်လိုထောက်ခံမှုရနိုင်လဲဆိုတာသိရှိထားဖို့လိုပါတယ်တကယ်လို့ community ကအားနည်းနေတဲ့ဆိုရင်ဒါဟာ reflect တစ်ခုဖြစ်နိုင်ပါတယ် MMR define အနေနဲ့ active community ရှိတဲ့ project တွေဥပမာ Ethereum ပေါ်ချင်းကိုပို့ပြီးအကြံပြုပါတယ် ဈေးကွက်လာလာဦးလဲကြည့်ပါ project က real world program ခုကိုဖြစ်ရှင်းနိုင်ရတာဥပမာ defi nft gaming လို့စက်တာတွေမှာဘယ်လိုထူးခြားမှုရှိလဲဆိုတာလေ့လာဖို့လိုပါတယ်အမှန်ပါ defi နေနဲ့ရရှိလာလာရှိတဲ့ sector တွေဥပမာ ethereum chain link ကိုဦးစားပေးဝေးချေဖို့အကြံပြုပါတယ်ဒါဆိုလို့အနေနဲ့ crypto project တွေကိုစစစ်တဲ့အခါအကုန်လုံးကို တခါလဲမေုံကြည့်ပါနဲ့ဒေချာသူ့တင်နာလို့ပါလို့ number 5အနေနဲ့ do your own research လို့အမြဲတိုက်တုံပါလေအရေးကြီးတဲ့အသိပေးချက်နေနဲ့အမြဲကြည့်ရမယ်လို့ကလေးပေးတဲ့ project တွေကိုသိထားပါဒါတွေဟာ scam ဖြစ်နိုင်ခြင်းများပါတယ်လာဝမကြည့်ဖို့အရေးမလွယ်ဖို့တိုက်တွန်းချင်ပါတယ်ဒီ video ကိုကြိုက်တဲ့ဆိုရင် like နဲ့ပေးပါသိထားတဲ့တကယ်ချင်းတွေကို share လုပ်ပေးပါနောက်ထပ် crypto နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကြည့်ဖို့ MMA Defy Channel ကို Subscribe လုပ်ပြီး Bell Icon ကိုလည်းသိထားပါ Comment မှာသင်ရဲ့မိကွန်းတွေကိုရေးထားခဲ့ပါနောက်ဗီဒီယိုမှာကြံတွေ့ပါမယ်ဒီဗီဒီယိုကို ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်